တယ်ငါတော့ဒီလိုမျိုးဆဲငါရက်ဒီဆဲတိကြငါဟောဟိုစားလဲမစားဟောတောက်လဲတောက်ဆရာလဲမရှိငါဘလို့သက်ရှင်လို့ရမလဲပေါ့နော်အဲ့လိုမျိုးစိတ်ကဖြစ်တယ်အဲ့ချိန်ကမှလေးဆရာဒီစိတ်ကြမ်းမာကြီးပေါ့နော်ကိုယ့်ကိုခံနိုင်ရေးအားဒီဟာအရာကြီးထောက်ဖို့ဖြစ်တယ်လို့ထင်တယ်နော်ဆရာမအဲ့ဒါလေးလည်းဟိုစိတ်ကြမ်းမာကြီးပေါ့ပြောမယ်ဆိုတော့ဆရာမအဲ့ဒါဘယ်လောက်ထိပို့ပြီးတော့ရေးပါလဲဒါလေးလေးသိချင်ပါတယ်ဆရာ တခါတည်းရန်ကြောက်လို့ရှိရင်အဲ့ကြောင့်မလို့ဟိုဆောရုံကဆက်မလဲပြောသွားတယ်လေဟိုမိန်းမတွေလည်းဟိုဝမ်းနေကြရင်တူတယ်မိန်းမဖြစ်လာခြင်းလည်းတူတယ်ဒါပေမဲ့ဟိုကခန်းစားရခြင်းမတူဘူးပေါ့နောက်ယောက်ျားတွေဆိုလည်းဒီလိုပဲပေါ့နော်ဟိုမှာဒေါသဖြစ်လာခြင်းတူတယ်ယောက်ျားဖြစ်လာခြင်းလည်းတူတယ်ဒါပေမဲ့တောင်တောင်ပြင်အားမတူဘူးစအဲ့အရာကြီးဆရာဆောကပြောတဲ့အတိုင်းပဲဒီဘဝမှာတင်ယူလာတဲ့ဟာတွေနောက်လို့ရှိရင်ကိုယ့်ရဲ့ကိုကြီးကိုသွေးတွေနောက်ခံယူချက်ပေါ့အင်မတန်အရေးကြီးပါအရင်ကကျွန်တော်တို့လေဒီလူတွေရဲ့ခံယူချက်ဆိုလို့ရှိရင် ဟိုတဘောလောက်ပဲစာတွေ့လို့ပဲပြောပြောပါတယ်ဒါပေမဲ့ကြာ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 အလုံးလုံးလာတဲ့ခါကျတော့ဒီဒီလိုခန်းစားနေရတဲ့ခန်းစားချက်တွေအကုန်လုံးကသူတို့ရဲ့ခံယူချက်တွေနဲ့အများကြီးပတ်သက်တယ်ပေါ့နော်နောက်ဘဟုတုတပေါ့ဘဟုတုတရှိရဲ့လူမရှိရဲ့လူဒါတွေအများကြီးကြွာတာပေါ့နော်နောက်တစ်ခါကျတော့သူရဲ့ဟိုညံ့ညံ့သွေးတွေလည်းအများကြီးပတ်သက်တယ်အဲအဲကြောင့်မလို့လေဟိုဆင်မဆိုတာပြောသလိုပေါ့ဟိုလေး၃ရက်ခန်းနဲ့၄ရက်ခန်းနဲ့၅ရက်ခန်းနဲ့ဆိုတာဒါတွေကသူတို့ရဲ့ဒီမျောလင်းချက်တွေ နောက်လို့ရှိရင်ခံယူချက်တည်နေလဲဆိုင်နေပေါ့တခါတည်းကြားလို့ရှိရင်တချို့ကြတော့ဟိုနည်းနည်းလေးဖြစ်ရင်အများကြီးငိုတယ်ပြီးရင်တက်တာပါတယ်တချို့ကြတော့နည်းဟိုအများများဖြစ်တယ်ကြိတ်ခံတယ်ပို့ပြီးတော့မှာပေါ့စိတ်ပိုင်းကျက်မာယူပါထိခိုက်တယ်ဆိုတော့အဲ့တော့တောင်နဲ့တောက်တော့မတူနိုင်ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဓာရီအကုန်လုံးကိုလည်းပဲအားပေးရလူတွေကခြုံပြီးမြင်ဖို့လိုတာပေါ့ဥမာသူကလှစ်ဒီလူတယောက်ကိုအားပေးတော့မယ်ဆိုရင်အဲ့လူတယောက်ကိုပဲကျွန်တော်တို့ကအဓိက ဘယ်လိုခေါ်မလဲသူ့ကိုပဲအဓိကဗဟုပြုလိုက်တယ်။နှမဆိုလို့ရှိရင် तू က ဒီဟာကိုဘာသာရပ်ကိုဘဟုပြုလို့ရှိရင်တိတ်ပြီးဟိုဟာမဖြစ်ဘူးပေါ့ဒါဒါဖြစ်ရင်ငါဒါလုံးမယ်လို့ပဲပြောလိုက်လို့ရှိရင်သူကဘာသာရပ်ကိုဘဟုပြုသွားတာပေါ့နော်ဒါပေမဲ့ဒီတရားကတော့ဒီလိုမျိုးခန်းစားနေရတယ်ဥမာပြောသလိုပေါ့အကြာကြီးဟိုအထက်မှာဟိုပိတ်လောင်မိနေတယ်ဒါပေမဲ့ထွက်လာတယ်နော်အဲဒါဆိုရင်တော့သူ့ကိုငါဘလို့ဘဟုပြုမလဲဆိုတာစဉ်းစားရမယ်ပေါ့ဒါ तू ဘာဖြစ်လို့ဒီလိုခန္ဓာရင်ရှိလဲပေါ့ဒါဆိုဒီခန္ဓာရဲ့နောက်မှာဟော तू ဘလို့မျိုးအနာတရပေါ့ဒဏ်ရာဒဏ်ကျက်ကြံရင်ခဲ့မလဲဒါမှမဟုတ်လို့ရှိရင် तू ဘလောက်ထိပြန်လျှောက်နိုင်လဲဆိုတဲ့ဟာတွေကို မတို့ကအမြဲတမ်းဒါကိုဆန်းစစ်နေရမယ်အဲတယောက်ချင်းတယောက်ချင်းဒါမှမဟုတ်ကျမတို့အမြဲတမ်းဒီ site ကိုဒီဟိုစိတ်ပိုင်းဆိုင်ရာစောင့်ရှောက်မယ်လို့ပြောလို့ရှိရင်အဓိကကျမတို့လူပဲပို့ဖို့ပြုလိုက်တယ်ဒါမှမဟုတ်အမြဲတမ်းနားထောင်နားထောင်နိုင်အောင်ပေါ့နော်သူတို့ပြောတာဒီနားထောင်နိုင်ဖို့လက်ခံနိုင်ဖို့ပေါ့လေဒါမျိုးလေးတွေကိုကျမတို့က ဒါအခြေခံလေးတွေပဲဒါမှမဟုတ်ကျွန်တော်တို့ပြည်သူထဲမှာတင်ပြနေတဲ့အခြေခံပဲသူတို့ပြောနေနားထောင်နားထောင်ပါတကယ်ကိုစိတ်ပါအောင်နားထောင်ပါနောက်ပြီးလို့ရှိရင်သူတို့ကိုဆန်းစစ်တဲ့ခါမှာလဲကိုချင်းစာတရားဒါမှမဟုတ်ကိုကိုတိုင်းပေါ့နော်စိတ်ထက်ပြီးနားထောင်ပြီးတော့အဲ့ဒါကိုကတော့တဝက်လောက်ခရီးရောက်ကဲအဲ့တော့အဲ့လားလေးတွေကဒါကျွန်တော်တို့ဟိုပြည်သူတွေကိုတင်တင်ပေးသွားတာပေါ့နော်ဆိုတော့အဲ့ကြောင့်မို့လို့ကျွန်တော်တို့ဒီပြီးသွားတဲ့ရေကြီးသွားတဲ့နေရာတစ်ခုရှိတယ်ပေါ့အဲ့မှာဆိုရင်လည်းကျွန်တော်တို့ဆရာတို့ပေါ့နော်ဟိုတက်ဆိုင်တဲ့လူတွေဟိုကျွန်တော်တို့အရင်တော့ဆိုရင်ဟို ဖြစ်တဲ့နေရာကိုသွားတခါလေလူတွေတင်ပေါ့နော်ဟိုကြတော့နှီးပညာကြီးလည်းအရင်အဆင်ပြေလာတဲ့ခါကြတော့ကျမတို့ zoom တွေလည်းရှိလာတယ်ပေါ့နော်နောက်တစ်ခုကအာနောက်ကစာအုပ်တွေပေါ့ကျမတို့ဆိုစာအုပ်တွေကိုအမြန်ပြီးခဲ့တော့ခောက်ပါဆိုထုတ်လိုက်တယ်ထုတ်ပြီးတော့အဲ့နေရာကိုဟိုရောက်အောင်ဝေပြီးတော့ဖတ်ခိုင်းလိုက်တယ်ဆွေးနွေးလိုက်တယ်ပေါ့အချိန်တိုတိုနဲ့အကျိုးရှိတာပေါ့ဒီတစ်ခါလည်းကျမတို့အကုန်လုံးဈေးထားတယ်ပေါ့နော်ကျမတို့ဟိုစောင်းပါဆိုဟိုလောက်ခုနှစ်ပုတ်လောက်ရေးတယ်ပေါ့နော်ဆရာခုနှစ်ပုတ်လောက်ရေးပြီးစာအုပ်ထုတ်ပြီးတခါလေအဲ့ဒီမှာ ဟိုကျွန်တော်တို့နိုင်တဲ့နေရာပေါ့လေတို့ဒီကွန်ရက်ရှိရကွာအဲ့ကွန်ရက်ရှိရဲ့အနေရာတွေမှာကျွန်တော်အဲ့ဆောက်ကလေးတွေပေးလိုက်ပေါ့ပေးလိုက်တော့တို့အဲ့မှာနေဟိုတခြားထောက်ပတ်မှုတွေလုပ်ရင်းနဲ့တို့ဆက်ခွိုင်းလေးတွေလုပ်ပေးလိုက်တာအဲ့ဆာဖာဝိုင်းမှာကိုပဲအဲ့ဒီဆောင်းပါးလေးတွေဖိုင်နေတယ်သူတို့နည်းနည်းစိတ်ပူပြီးတော့ဟိုဟာဖြစ်လာပေါ့အချင်းချင်းတောင်ပြန်ကူညီရတာတွေ့တယ်သူတို့လေအဲ့ဒါလေးတွေကြိုးချီဟုတ်ကဲ့ပါဆရာမပြောလို့ပဲဒါချင်းချင်းအဲ့ကူညီလို့ရတယ်ပြင်မာလို့ရနေတဲ့လူရဆိုတာမှကျတို့ဆိုလေဒါ ပြီးတော့ဒါပြရပါဗျာเนาะဆရာမဟုတ်ကဲ့ပါတတိထားဖို့ကအဲ့တခုပဲပေါ့ဆက်ဆံရေးပေါ့เนาะဟိုမှာအများရန်တော့ဟိုလူဆိုတော့အများတော့စိတ်တော့မရှိဘူးပေါ့ဒါပေမဲ့အဲ့အချိန်တော့ရှိရမှာပဲလीเนาะနောက်တစ်ခါကျတော့ဟိုအဲ့အချိန်မှာမှနင်ကအဲ့လိုပြောရမလားငါလည်းဒီလိုပြောလိုက်မယ်ဆိုတာမျိုးတော့ကျမတို့ဘက်မှာဒါလုံးဝဒါမဖြစ်သင့်ဘူးပေါ့เนาะဒါသူတို့ပြောမှာပဲဒီအချိန်မှာသူတို့ကအရန်ပောက်ကွဲကြမှာပဲလीเนาะအကုန်လုံးဟိုဟာတော်တော်များများဟိုဆုံးချုံညာဆုံးချုံနာဟိုလူတန်းစားလည်းမခွဲကြ ြဘူးဘာမှမခွဲကြဘူးအားလုံးကဟိုတော်တော်ထိခိုက်သွားတယ်ထိခိုက်သွားတဲ့အခါကျတော့အဲဟိုမှာထောက်ပံ့မယ်ဆိုလို့ရှိရင်လည်းပဲအဲ့ဒီထောက်ပံ့ကိုယူရဲတဲ့လူရှိတယ်တကယ်ကိုလိုလို့ယူတဲ့လူရှိတယ်ယူရဲတဲ့လူရှိတယ်တကယ်ကိုလိုတာတောင်မှမယူရဲလို့မတော်ဘူးဆိုတဲ့ဟာမျိုးတွေပေါ့နော်ကျမတို့ကဒီတယ်လီဖုန်းနဲ့ဟိုကောင်ဆယ်လင်းလုပ်တဲ့အချိန်မှာအဲ့လိုမျိုးလေးပြောကြတယ်ပေါ့ဒါလေးလည်းကျမတို့သတိထားမှာပေါ့အားပေးရလို့လေ ခဏကိုပေါ့နော်ပြောမယ်ဆိုဆင်မခဏလေခဏကိုပါပြစီသွားနေကြတော့ဆင်မောင်းနေဆိုရင်ဒီလိုမျိုးပို့ပြီးတော့ဟိုအားပေးဖို့နေတဲ့မကောင်းစင်းပေါ့နော်ပို့ပြီးတော့လိုအပ်တယ်လို့ထင်တယ်မနေတဲ့ဆင်မောင်းကြာတွေ့ကြုံရှိခဲ့ပြီဆိုတော့ဒါငါဆိုတာကြာနေကြတာပါနော်အဲ့လိုမျိုးဆိုဆင်မောင်းပို့ပြီးတော့ခက်ခဲနေလို့ထင်ပါရှင့်ကိုယ်ကကြည့်ရတော့ပေါ့နော်ဟိုမျိုးနဲ့တာမှန်ကြည့်ရင်တော့ဟိုမှာတန်ဆွမ်းခြင်းမတန်ဆွမ်းခြင်းဆိုတာကိုအလွယ်ကူခွဲလိုက်လို့ရှိရင်တော့နည်းနည်းခက်ခဲနေတယ်ဒါပေမဲ့အဲ့ ိုကျွန်တော်တို့ကဒီမတန်ဆွမ်းတဲ့လူတွေမှာလည်းသူတို့မှာဆွမ်းနေမှုရှိတာပဲတုံးတုံးဝချလို့ရလို့တောင်းမှာသူတို့လည်းရက်တည်ပြီးတော့နော်ဟိုဟာသူတို့ဘဝမှာရှောက်နိုင်တဲ့လူတွေအများကြီးရှိနေတယ်ဒါနဲ့အဲ့လူတွေကိုကြည့်လိုက်လို့ဆိုရင်ဒါကျွန်တော်တို့လည်းဒီတိုးနဲ့ပတ်သက်ပြီးတော့ဟိုဒီနှစ်တိတ်လာတာကြီးလုပ်ခဲ့လို့ဆိုတဲ့အခါမှာအာသူတို့ဒါကြီးခက်ခက်သေးသေးဒါကိုဖြစ်ခဲ့နေတဲ့လူတွေပေါ့ဥပမာ အာခန္ဓာကိုယ်ဆိုရင်လည်းဒီရှိမယ်မျက်လုံးရှိမယ်ပေါ့နော်နောက်ပိုင်းတော့မကြားတာရှိမှာနောက်ဆုံးမိမမီရဲ့ကလေးတောင်မှဟောသူ့ဟာသူ့သုံးဘဝမှာသူရှောက်နိုင်မှာလေအများကြီးပေါ့နော်ဆိုတော့အဲ့လိုမျိုးကြီးကဟောဒါဟိုလုံးကရှိတောက်လျှောက်ရှိလာတယ်တော့ကျွန်တော်တို့တွေ့ရတယ်ခုတစ်ခေါက်ဖြစ်တယ်ပေါ့နော်ဖြစ်တော့ဒါသူ့ဟာအတိတ်ဆက်ဆက်ဖြစ်သွားတယ်တစ်ခါမှသူ့ဘဝမှာမျောလင့်တာမဟုတ်ပဲနဲ့ဖြစ်သွားတာဟောဒါတော့ငြင်းများမှလည်းတွေ့ကြမှာပဲပေါ့နော်ဒီချုပ်ဒီဖြစ်ဖို့ပြောမှာသူ့ရော လူငယ်ချင်းပြောဆန့်ရှစ်ဖြစ်ခြင်းတော့ခံစားကြရတာ။ဒါပေမဲ့အဲ့ဟာတွေ့လေသူကအစရဲ့နီးလမ်းကြီးရှိတယ်ပေါ့။ဥပမာဟိုဘယ်လိုသူတို့တက်ဆင်မလဲပေါ့။ဥပမာဟိုခန္ဓာကိုယ်ဟိုပျက်စီးသွားတယ်ဆိုရင်ဒီခန္ဓာကိုယ်ကဒါကိုလှုပ်ရှားနိုင်အောင်မလုပ်ဘူးပေါ့။မမြင်ဘူးဆိုလို့ရှိရင်မမြင်နေတဲ့သူများနဲ့တန်းလို့ပြီးပေါ့နော်။ဟိုလှုပ်ဟိုပေါ့နေနိုင်စားနိုင်အောင်မရှိတယ်ပေါ့။ အဲ့ဒါမကြောက်ဘူးဆိုရင်လည်းအဲ့ဒီဟုတ်ပြီသူအတန်တော့မကြောက်ဘူးဒါပေမဲ့လက်ပြတင်လေးတောက်ကြည့်လိုက်တာလည်းဘာဆိုတာဒါဒါတွေကအကုန်လုံးရှိပြီလားဆိုတော့ကျွန်တော်တို့ဒီမတန်ဆွမ်းတဲ့လူတွေအတွက်လည်းဒါနောက်ပိုင်းဆိုရင်တော့လုပ်ပေးမရဘူးအားကြီးပဲပေါ့ကိုယ်လည်းလုပ်ပေးလို့ရနေတယ်နောက်လည်းလုပ်ပေးပါအခုချက်ချင်းလုပ်ပေးလို့ရတာတော့ဆိုတော့ပြောတဲ့ psychology တက်ဆစ်နဲ့ချက်ချင်းပေါ့ practical ဖြစ်ပြီးတဲ့အချိန်မှာဆိုတော့သူ့ကိုအားလုပ်ပေးရမယ်ဒါပေမဲ့ဟိုခြေပိုင်းမှာသူ့ကပြောလို့ပေါ့နော်ဒီ personal line မတန်ဆွမ်းတဲ့လူတွေရှိတယ် ါတော့သူတို့တောင်မှနော်လမ်းလျှောက်ပြီးတော့သူတို့ဘဝသူတို့ဆောက်နိုင်တာကိုယ်လည်းပြန်ဆောက်ဖို့ဆောက်နိုင်လို့ဆိုတော့အတိတရားလေးတော့ဘာလို့ထည့်ပြီးအောင်အာမခံချက်ပြီးတော့ပြီးတော့မရဘူးပေါ့နော်ဘာလို့ဆိုတော့ကိုယ်နဲ့သူနဲ့ဘယ်လောက်ထိတွေ့ပြီးတော့ဘယ်လောက်ထိကြောက်ကြောက်လုပ်နေနိုင်လဲဆိုတဲ့အားမျိုးကြီးလေရှင်းအောင်ရှင်းမယ်ပေါ့သူတို့လည်းအာမခံချက်ပြီးနိုင်တာပေါ့အဲအဲ့ဒီလိုလေးလည်းပဲနော်ပါမန်တူလိုပဲနော်မတန်လေးနဲ့ဆွမ်းပြီးတော့ဆက်ပြီးရှောက်နိုင်တယ်ဆိုတော့ဒီစကားလေးပါဆရာလေးပြောပြပါ ကျွန်မပြောခဲ့တယ်ကွာကျွန်တော်တို့ဘာလို့ဒီခုနပြောတဲ့ဒီဟိုဘဒူးတက်ပါပြီပေါ့နော် psychological passive ကျွန်တော်ဒီကြည့်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီဟိုသူတို့လိုမျိုးနည်းနည်းလေးကြီးကြီးကိုပြန်ထလာတဲ့လူတွေ passive တော့ကျွန်တော်တို့ဒီဟို particular counseling ပေါ့နော်ဒီမှာလည်းကျွန်တော်တို့စကားမျိုးပြတယ် counseling လုပ်ခံနေတယ်ကျွန်တော်တို့ဒီမှာပေါ့ဆိုတော့အဲ့လိုအစာလေးတွေရသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုတဲ့ထောက်ပံ့လေးတွေရမယ်ဆိုရင်ဘာဖြစ်လို့လဲဟိုသူတို့ဘဝကိုကျွန်တော်တို့ ဒီကနော်ဘတ်တန်ကိုပြန်လဲလို့ဆွမ်းဆောင်နိုင်တဲ့ဟိုဟာတွေကိုလည်းဆင်ကြရှိပါဘူး။ဆရာကခုလေးပေါ့နော်ငွေကြီးရတိတိကျကျလုပ်နေတော့ပေါ့နော်ခွဲကြီးရဖေးဆုံးမှာလည်းအမြင်များဗနီးယားဒီလည်းလုပ်နေသေးတယ်ဆိုတော့ဟိုစိတ်ထဲမှာလေသူတို့ကအញ្ញန်ဒီလို၆ချားမှုတွေတစ်ခုဖြစ်နေပါဘာညာပြီးအိမ်မပြောကြဘူး။အဲနည်းနည်းလောက်လာနေအရင်လိုပဲလုပ်မှလာမသိဘူးဆိုတော့အဲချုပ်အိမ်မပြောတတ်ကြအခုအများကြီးရှိမယ်လို့ထင်တယ်နော်။အဲလိုမျိုးလည်းဆံမောင်းနေနေပေါ့နော်။အားပြီးနေတဲ့မှုတွေတော့ပြပြပါအောင်ရှင်း ကျမတို့အစဆုံးကဟိုပြောလိုက်တယ်လို့ပဲပြင်းအားပေါ့နော်ဟိုပြင်းတယ်ဆိုတာဟိုလှုပ်ပဲလှုပ်လိုက်တယ်လို့ပြောလိုက်နေမယ်ဒီလှုပ်တဲ့ဟိုရဲ့အတန်ကြီးရတယ်အများကြီးပါလာတယ်ဒါပြတော့မြေခွင်းရလည်းဟိုပြိုကျသွားတာလေးဟိုပေါ့အိမ်ထဲမှာပြိုသွားပျက်စီးဆုံးဆုံးသွားတာလေးအာလုံတောင်မှာပြိသွားတာလေး Facebook မှာနေရတာကိုကြကြကြည့်တာမကြည့်နိုင်ဘူးပေါ့နော်ဆိုတော့အဲ့တော့ဒီကံသူ့ကိုယ်တိုင်လည်းအဲ့လိုမျိုးဖြစ်နေတယ်ဆိုတော့သူတွေကကြတော့ပို့ပြီးတော့ခြောက်ချတာပေါ့နော်သူကအတန်လဲကြောက်မှုလိုက်တယ် ဝလျင်ဆိုပြီးတော့ဒါမှမဟုတ်လဲဆိုရင်ငလျင်မှန်းပါမှန်းမသိသေးဘဲနဲ့လှုပ်ပြီးတော့ဟိုနဆက်ကလုံးဆက်ကကြာတော့မှဟာဒါငလျင်ငလျင်ဆိုပြီးတော့ပြောတဲ့ချိန်မှာဒါသူတို့တဲ့ဟိုထွက်ပြေးနေတော့ပေါ့လွတ်သွားတဲ့လူတွေရှိတယ်လို့ဟိုမလွတ်ခဲနဲ့ဟိုပါတော့ဟိုဟိုဖြစ်သွားတဲ့လူတွေရှိတယ်ဆိုတော့အဲ့ဒီဒီအဲ့ပြောမယ်ဆိုအနေထားမျိုးဝင်နေပေါ့သူကအများဆုံးကြုံလိုက်ရတယ်ပြတော့ထွက်ဟိုဖြစ်လာတော့အသက်ရှင်တန်ကြိုင်ခဲ့ရမှာလေဘီနာမှာ အပျက်စီးဆုံးဆုံးတာတွေကအသက်ဆုံးဆုံးသွားတဲ့လူတွေတွေ့ရတယ်ပျက်စီးဆုံးဆုံးသွားတာတွေလည်းတွေ့ရတယ်နောက်ဘဝမှာပျော်လင့်ချက်ကြီးနဲ့ရှာဖွေစုဆောင်ထားတယ်လေဟောပျက်စီးပါတယ်ဆိုတဲ့ခါကျတော့ဟောသူတို့ကဘာပဲဖြစ်ဖြစ်အဲ့အတန်ကြာလို့ရှိရင်အဲ့ဒီခါကြီးကပေါင်းပြီးတော့ခံစားရတာပို့ပြီးတော့ပြင်းမှန်းတာပေါ့နော်ပြင်းမှန်းတာပေါ့ဟိုအဲ့အာကိုပထမအတွေ့အကြုံရှိတယ်လက်ပါတော့တော့ဟိုလေးလို့ဆိုတာတခြားနေရာဆိုရင်ဘာမှမသိလိုက်ဘူးပေါ့ကျွန်တော်တို့ရန်ကုန်မှာတက်ပြီးတော့အော်လှုပ်လှုပ်တယ်လေဒီလောက်ပဲဒါပေမဲ့အဲ့ချိန်မှာ အဖေဖုန်းပေါ်မှာတက်လာတဲ့ခါကျတော့ကျွန်တော်တို့စိတ်တွေမူလာတယ်ပေါ့နော်ဘုံမှာအပြည့်ဒီပေါ့အရင်ဆုံးစပြီးတော့အပင်ညာမှာကိုတရားကြီးပြကြသွားရင်ဘာညာလဲပေါ့နော်ပြကြသွားရဲဆိုတော့အမြင်ပြင်းတဲ့ခါမျိုးကြည့်တော့ကျွန်တော်တို့ကအဲ့လိုဖြစ်နေဆိုတကယ်မြင်ဝင်ရသူတွေကအဲ့အဲ့တိုင်းသွားတော့ညာလို့သူကပုံကြီးခံစားရတယ်ညာလို့ဒီဖြစ်စဉ်တစ်ခုဖြစ်လိုက်တယ်ကျွန်မဆိုတော့ပြောသလိုပဲပေါ့ဟောကြီးကြီးလိုက်တယ်မုံတိုင်းတိုက်လိုက်တယ်ပြီးသွားတယ်ချမ်းလာဘူးပေါ့နော်ဒါတော့ဒါဟိုကကြားလို့ရှိရင်တော့ဒီဟာကတော့ အဲ့ဆိုတော့ after shock တွေပေါ့ဒီဟာဒီဘယ်လိုလဲဖြစ်ဖြစ်ဒီလောက်ကြီးကြီးမလာတော့ဘူးဘယ်လိုလဲပြောနေနေဟိုဟိုကပေါ့ကြံရင်းခဲ့တဲ့ဒဏ်ပေါ့အဲ့ဒီဒဏ်ရှိတော့သူတို့ခမညာလေးအဲ့လိုမျိုးလေးတော့ရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့အရာလေးမျိုးသူတို့ကိုယ်ကနားလေပြီးတော့ဆိုတာပြောရဲဟိုတင့်တင့်လျောက်ပတ်အောင်ပေါ့နော် adapt adaptation ပေါ့လားပေါ့အဲ့ adaptation လေးပြအောင်တကင်းအရင်စားလို့လုပ်ပြီးဆိုတော့မှခံနေရှိအောင်ပြပါပြီးတော့ဒါ ငါတို့ကဒါခလင်ရှိရဲ့ဒီဆိုရင်နေလို့တော့မရဘူးပေါ့နော်။ဟိုပြီးရင်တော့ဒါကိုဘဝကိုဟာကိုကိုလန်းကိုဆက်ချက်ဖို့ဆိုတာတော့ဒါပြောင်းလဲကြဝိုင်းဝန်းပြမှာပေါ့လို့ပြောပါမယ်။ဆရာလေးပြောပြပါရှင်။ဟုတ်ကဲ့ပါဟုတ်ပါတယ်ကျွန်တော်ဒီငလျင်နဲ့ပတ်သက်လို့ကတော့ဟိုတခြား BN နဲ့ SI မှာခုနကဟိုလိုင်းလိုမျိုးပေါ့နော်ဟိုလိုင်းတွေတော့ကျွန်တော်တို့ဒီလူကဟိုတိတ်နေရှိနေကြတာလေဒါပေမဲ့လို့ကျွန်တော်တို့အခုလိုမျိုးဖြစ်သူကတော့ခါတိုက်ပြီးတော့ပြီးသွားတာပေါ့နော်ပြီးသွားတော့ဟိုကောင်းကောင်းမညာဘက်ဒီပါတိတ်ကို ပို့ပြီးတော့ရနေတာပေါ့အခုကတော့ကျွန်တော်တို့ခုနကဟိုအာဖက်ရှင်လေးတွေကနေနေလေးတုံတာလေးရနေရှိတယ်ဒါပေမဲ့အခုတော့နည်းနည်းလေးတော်တော်လေးပါသွားတယ်ပေါ့နော်ဆိုတော့ဟိုဒီလိုအချိန်မျိုးမှာကျတော့ကျွန်တော်တို့ငွေကိုနေရဟိုထည့်ထန်စားထားတာဟိုဟိုစိတ်ကူလာတော့လည်းဟိုအိမ်ကြီးလာတယ်နည်းနည်းများတာပေါ့နော်တော့များတာဆိုတော့ဟိုခုနဆန်လိုက်ကြတဲ့အတိုင်းပါပဲအိမ်ထဲမှာကျွန်တော်တို့ကဒီ Facebook သုံးတဲ့စာလေးနဲ့ကျွန်တော်တို့နည်းနည်း short လုပ်တာပေါ့နော် short လုပ်လို့လည်းဆိုတာအကြောင်းနှစ်ချက်ပေါ့အခုကတော့ခုနပြောလို့ဒီနေရာတွေက ကိုယ်ကိုဒီစိတ်ညစ်စရာတွေကကိုယ်စိတ်ကိုပို့ပြီးတော့အိမ်ကြွားလေးဖြစ်စီတာပေါ့။နောက်ချက်ကလည်းတော့ကျွန်တော် general နည်းနည်းပြောကြတဲ့အခါရှိတာပေါ့။အဲ့ဒါကတော့ဒီအိမ်ကြွားဆိုလို့ရှိရင်အိမ်ကြွားတဲ့ဒီ person ဟိုရတဲ့အိမ်ခံကြီးအများဆုံး2နာရီလောက်ဟောဖြစ်ပြီးတော့ဟို2နာရီလောက်အလိုမှာ3-3နာရီလောက်ရတဲ့ပုံစံ screen time ကိုစိတ်အလင်းကိုတော့ဆော့လိုက်ပို့။ဆိုတော့အဲ့ဒါလေးလည်းကျွန်တော်တို့ပြောကြတာလေးရှိရဆိုတော့အိမ်ကုန်းလာအများကြီးခံကြီးဟိုရှော့ဖို့တော့တုံးလို့ပေါ့နော်။ပြီးတော့ Facebook ကြီးရတဲ့ကျွန်တော်တို့ဟိုရှော့ချဖို့ဟိုအရေးကြီးရပေါ့နော်။ဒါကတော့ ဒီခုနကကိုကိုကလည်းလည်းကြိုးတင်ပြင်ဆင်ထားရလို့ရှိတယ်။သူတင်ပြင်ဆင်လည်းရှိရင်လည်းစစ်တာပါ။ဆိုတော့ကိုနိုင်တဲ့ဟာလေးတွေပြီးတော့ပြင်ဆင်ထားရလို့ရှိရင်လည်းကိုစိတ်ထဲမှာစိတ်ကူလာနေတဲ့တတ်တာနေပါလား။အဲဒီကွာကျွန်တော်တို့နှစ်လို့ဟိုညအိတ်ခန့်ကြီးမှာလို့စိတ်ထဲမှာအတွေ့အကြုံများနေတာရှိရတယ်ဒီလိုစနစ်များနေတာရှိရတယ်ဆိုရင်ဒီဘက်ကဘယ်မှဘယ်မှလည်းဟိုခုနကဘရီးဒ်ဆက်တယ်လို့လို့မရနေဘူးဟိုချင်းချင်းသုံးလေးလည်းညီလို့မရနေဘူးဆိုလို့ရှိရင်ကိုယ်ယုံစိတ်ချရတဲ့လူဟိုဘုံတွေပါပြောလို့ရတယ်ဆိုလို့ရှိရင်ဘုံကြီးလည်း ပြောလိုက်တော့ငါစီရင်နေနေပြောတော့ဒီမှာလို့ဆိုရင်ဒီမှာတော့ကြာရေးကိုပြောလာမယ်လို့ဆိုတဲ့ဟိုပြပြောဖို့တက်ပို့ပြီးတော့သူအဆင်ပြေသွားနိုင်တာပါဟုတ်ကဲ့တော့တော့အဲ့လိုလေးပဲကြံပြချက်ပါဒီကဟိုဟောပါဖြစ်တာဆုံးရှုံးတာလေစိုးရိမ်စိတ်ကအိတ်မပြောတော့တာလေအော်ဆုံးရှုံးသွားတဲ့ဟာကိုဟိုဘာလို့ဒီကဖြတ်ဖြတ်ပြီးပြင်နိုင်လဲ။အဲငါများတစ်ခုဖြတ်ပြအောင်မလားဆိုတဲ့အကြံကပို့ပြီးတော့သူကချက်ထားတာပါ။ ထပ်တော့မဖြစ်လည်းမဖြစ်ပါဘူးပေါ့နော်ဘူးတော့လည်းဟိုလူရဲ့စိတ်ဆိုတော့ဒါဒီလိုကြောက်ပါတော့ပလန်နဲ့ဒါကိုဆော့ပြောလို့ပေါ့တိတ်တိတ်ပလန်တင်အပြာပြင်းနေတယ်။အော်ဒါမဖြစ်နိုင်ဘူးဒါလက်ခံရမယ်ဆိုရအောင်လို့ねကိုယ့်ကိုယ်ကိုဆက်ပြီးတော့နော်အဲ့ဒါလူတွေလည်းကျွန်တော်ထင်ပါတယ်စစ်ပန်းဆိုင်အပြင်ကိုကတော့ဆက်လို့ရအောင်ပါပြောပြနေတယ်။ကဲပါ ခုလိုမျိုးအချိန်ကြီးများကြီးပြီးပြပါတော့ဆွေးနွေးပေးတဲ့ဆရာမကြီးရောဆရာတို့သိစုများတင်ပါတယ်။ဟုတ်ကဲ့ပါရှင်ကျွန်တော်တို့ Crown TV ရနေလေးပေါ့နော်။အဲနောက်ပိုင်းမှာကျွန်တော်တို့ကျမကြီးနဲ့ပတ်သက်တဲ့ဒီပညာပေးဒါကြီးလေးကျွန်တော်ဆက်လက်ပြီးပါတော့ဆွေးနွေးတော့ပါအောင်မရှင်။ဆောင်ရွက်ကြည့်ရှုပြီးတဲ့ကျေးဇူးများတင်ပါရှင်။